မင်္ဂလာပါရှင်ရှဲဂုံမီဒီယာကကြိုဆိုပါရယ်တောင်ကြီးမြို့နိုင်ကပ္စာသုံးသူအခွင့်အရေးများနေ့ကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်စာသုံးသူများရဲ့ကြိုးစီပွားကိုပုံမအောင်ဆိုင်မိလာစေရန်နဲ့ စားသုံးသူများအခွင့်အရေးများကိုအလေးထားလိုက်နာအကောင့်ထဲဖော်စီနိုင်ရန်ရည်ရွယ်၍မတ်လ၁၀ရက်နေ့နနက်9:00နာရီခွဲကကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားကိုတောင်ကြီးမြို့မြို့တော်ခမ်းမ၌ကျင်းပခဲ့ပါရယ်အထိမ်းအမှတ်အခမ်းအနားတွင်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ Consumers International CI ကလည်းကမ္ဘာနိုင်ငံများမှာစားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီးအလေးနက်ထားဆောင်ရွက်နိုင်ရန်အတွက်နှစ်စဉ်စောင့်ပုတ်တရိပ်ကိုတက်မှတ်ထုတ်ပြန်ပြီးလက်ရှိရာ ယခုနှစ်ကမ္ဘာစားသုံးသူအခွင့်အရေးများနေဆောင်ဘဝဖြစ်လူနေမှုဘဝအစဉ်တည်တံ့ဖို့မျှတအသွင်ကူပြောင်းဆို Adjust Transition to Sustainable Lifestyle သတ်မှတ်ပေးခဲ့ပါကြောင်းမျှတသောကူပြောင်းမှုသည် လူသားများနှင့်တဘာဝပတ်ဝန်းကျင်အား ထိခိုက်စေသည့်စွမ်းအင်အသုံးပြုမှုဆက်မှုလုပ်ငန်းဆောင်ရွက်မှုနှင့်အသက်မွေးဝမ်းကြောင်းဆောင်ရွက်မှုတို့ကိုစားသုံးသူတို့၏လူနေမှုစနစ်များအားထိခိုက်စေမှုမရှိသောပုံစံဖြင့်ပြောင်းလဲခြင်းဖြစ်ပြီးလူပေါင်းလောကဖွံ့ဖြိုးတိုးတက်မှုနှင့်တဘာဝပတ်ဝန်းကျင်ရေရှည်တည်မြဲရေးတို့ကို အထူးတကရှင်တဲဖြစ်ပေါ်လာအောင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းမြတ်တာတော်ကူပြောင်းမှုတွင်ပထမဦးစွာပါဝင်တင်သူမှာလုပ်ငန်းရှင်များဖြစ်ပြီးလုပ်ငန်းရှင်များအနေဖြင့်နေ့စဉ်ကုန်ထုတ်လုပ်မှုကုန်စည်ဖြန့်ဖြူးမှုနှင့်ဝန်ဆောင်မှုများဆောင်ရွက်ရာတွင်စားသုံးသူများနှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချနိုင်ပြီးသို့မဟုတ်လုံးဝထိခိုက်မှုမဖြစ်ပေါ်စေမည်နည်းလမ်းများဖြင့်ထုတ်ကုန်များကိုကြောင်းလဲထုတ်လုပ်ခြင်းနှင့် အလောက်ကိုင်းခွင်လန်းများကိုဖန်တီးခြင်းဖြင့်နေစဉ်လူနေမှုဘဝတည်တံ့မှုကိုအထောက်အကူပြုသောသဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်သည့်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများကိုဖန်တီးပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူရေယာဥစည်းဌာန၏လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာဗီဒီယိုကလစ်ပြသပြီးရှမ်းပြည်နယ်စားသုံးသူရေယာဥစည်းဌာနပြည်နယ်ဥစည်းမှုဥရွှေဖြူကစားသုံးသူကွယ်ရေးဆိုင်ရာတည်ကောင်းဆရာများနှင့်ပတ်သက်၍ရှင်းလင်းကြောင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ခမ်းမအတွင်စားသုံးသူကွယ်ရေးအသိပညာပေးပြခန်းရှမ်းပြည်နယ်အတွင်ဒေတာထွက်ကုန်များနှင့်တံပိုးမြင့်ထုတ်ကုန်ပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်ရှင်